လုံးမဲမင်္ဂလာပါဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်နဲ့အတူအတူတူခံယူရအောင်ဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အတ္တတကျွန်တော်တို့ရဲ့အသွေးခေါ်ကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲစေမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထွတ်မြောက်ရချမ်းအခန်းကြီး23အပိုင်ငယ်8ကိုဖတ်ချင်ပါတယ်တင်ဒီတစို့မစားရတစို့ဒီပညာရှိတို့ဤမျက်စိကိုကွယ်စေ၍ဖြောင်းမတ်တော်တို့၏စကားကိုလွဲစေတတ်၏ ျက်စာတစ်ခုထဲမှာဒီလိုမျိုးရေးထားတယ်ကျွန်တော်တို့ရဲ့မျက်စိကခန္ဓာကိုယ်တစ်ခုရဲ့အလင်းဖြစ်တယ်တဲ့ကျွန်တော်မျက်စိမေးမိန်ရင်ခန္ဓာကိုယ်တစ်ခုလုံးကမောင်မိုက်လိမ့်မယ်တဲ့တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ vision မရှိတော့ဘူးအမြင်မရှိတော့ဘူးဆိုလို့ရှိရင်ဘဝတစ်ခုလုံးကအမှောင်ကျသွားမှာဖြစ်တယ်မအောင်မြင်နိုင်တော့ဘူးမတိုးတက်နိုင်တော့ဘူးမမြင်နိုင်တော့ဘူးဖြစ်တယ်ဒါကြောင့်မလို့အမြင်ဟာအင်မတန်မှအရေးကြီးတယ် ဒီမှာဗာရေးထားလဲဆိုလို့ရှင်တဆို့စားတယ်ဆိုလို့ရှင်ပညာရှိတွေရဲ့မျက်စိတောင်မှဘာဖြစ်မလဲဆိုကွယ်စီမယ်တဲ့ဆိုတော့တဆို့ဆိုတာဒါဆိုလို့ရှင်တဆို့ဆိုတာဗာလဲတဆို့ဆိုတာကကျွန်တော်တို့ဓမ္မဟောင်းခက်မှာဖရာခင်ကိုရစ်ပူစော်တဲ့အခါမှာဗာလို့ရတယ်ဆိုလို့ရှင် ပူစော်ရတဲ့အကောင်တွေပူစော်ရတဲ့အရာတွေကိုဘာဖြစ်လဲဆိုလို့ရှင် စားတဲ့သူတွေရှိတယ် ကျွန်တော်ဓမ္မရာဇဝင်ပထမစာဆောင်ထဲမှာအေလိရဲ့သားတွေကဘာဖြစ်လဲသို့စားတယ်။ဒါကြောင့်မို့ဖျားရခင်ကသူ့ရဲ့ generation ကတကယ်တော့ယစ်ဘရဟိတ် generation ဖျားရခင်ရဲ့လူတွေ ဖြစ်ပေမဲ့ဖျားရခင်ကသူ့သို့စားတယ်မကောင်းတဲ့အရာတွေလုပ်တဲ့အတွက်ကြောင့်မို့ဘာဖြစ်လဲဆိုဖျားရခင်ရဲ့ generation ကနေဖယ်ရှားလိုက်သူ့ရဲ့အနာကကပျောက်သွားတယ်သူ့ရဲ့နာမည်ဆိုတာစံစာတိုင်းမှာဆက်မရှိတော့ သူတို့ရဲ့အစာဘသူကိုရွေးကောက်လိုက်လဲဆိုတော့ရှမွေလာဆိုတဲ့လူငယ်လေးကိုရွေးကောက်လိုက်တယ်ဒီလိုကျွန်တော်တို့သို့စားချင်းကဘလောက်တောင်မှကျွန်တော်တို့ရဲ့အတ္တကိုပျက်စီးစေလဲဆိုလို့ရှင်ကျွန်တော်ဘဝတစ်ခုလုံးကိုပျက်စီးစေတယ်အနာဂတ်တစ်ခုလုံးကိုပျက်စီးစေတယ်ဆိုတော့ကျွန်တော်တို့ကဒါဆိုလို့ရှင်သို့တွေဆိုတာကအမှုတော်ဆောင်တွေနဲ့ပဲဆိုင်တာလားဖျားလူတွေနဲ့ပဲဆိုင်တာလားမဟုတ်သို့ဆိုတာကယုံကြည်သူအားလုံးနဲ့ဆိုင်တဲ့အရာဖြစ်တယ် ။ဟာလေလုယာ။ဒါပေမဲ့ဖရာသခင်ရဲ့အရာကိုတင်စားနေချင်တဲ့တဆုစားခြင်းပဲဖြစ်တယ်။ချို့တော်တို့ရုံကြည်သူ ဖြစ်ပေမဲ့ဆယ်ဖို့တဖို့ပေးရမယ်ဆိုတာတိတယ်မပေးဘူး။နော်။အငယ်ဆုံးတော်တို့ကိုကူညီရမယ်တခါမှမကူညီဘူး။နော်။ဖရာလူတွေကိုကျွန်တော် ပြုစုရမယ်တခါမှမပြုစုဘူး။ဒါမှဟောင်းခက်မှာဆိုလို့ရှင်လီဝိလူတွေကိုကြံတဲ့ဣတိလလူမျိုး7ຫນွယ်လုံးကပြုစုရတာဖြစ်တယ် ီကနေ့ကျွန်တော်တို့ယုံကြည်သူတွေကဆဲဖို့တဖို့လည်းမပေးဘူးเนาะဖျားနဲ့ဆိုင်တဲ့အရာတွေဘာတစ်ခုမှမလုပ်အဲ့ဒါဘာလဲဆိုလို့ရှင်သင်ဟာသို့စားနေတာဖြစ်တယ်သို့စားခြင်းကဘလောက်တောင်မှเนาะကျွန်တော်တို့ဆုံးရှုံးမှုရှိလဲဆိုလို့ရှင်ပညာရှိတွေရဲ့မျက်စိတော်မှ꿰စေတယ်တဲ့တရားပြသင်ရဲ့ဘဝအနာကအားလုံးကို꿰စေတာဖြစ်တယ်အောင်မြင်မှုတွေကို꿰စေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့သို့မစားမိဖို့ရန်အတွက်လိုအပ်တယ် ဖျားခင်ပိုင်တဲ့အရာတွေကိုဖျားကိုပေးဖို့ရန်အတွက်လိုအပ်တယ်။ကျောင်းဝါတစ်ခါတစ်ခါကျွန်တော်ဟလာဖျားခင်ကိုဂတိပေးတယ်နော်ဒီလာချလို့ရှင်ဘလောက်ပေးကမ်းမယ်ဒီလာချလို့ရှင်ဘလောက်ထူမယ်ဒါပေမဲ့အစီမပြေတဲ့အခါမှာမပေးတော့ဖျားအတွက်တော့ဂတိထားပြီးမှတံမပေးတော့ဖျားခင်ဒါလုတ်ပေးတယ်ဆိုလို့ရှင်ကျွန်တော်ဒါလုတ်ပေးမယ်ဂတိတွေအများကြီးပေးတယ်ဒါပေမဲ့တကယ်တကယ်ဖြစ်လာတဲ့အခါမှာဘာမှဖျားအတွက်ပြန်မပေါင်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှင်သင်ဟာတစုစားနေတာဖြစ်တယ် Hallelujah. တချို့သောအရာတွေကကျောတဆုစားချင်အဖြစ်ကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်ရဲ့ breakthrough ကျွန်တော်ရဲ့တိုးတက်မှုတွေအားလုံးကို꽌ပြောက်စေတာဖြစ်တယ်။ hallelujah ။ဒါကြောင့်မို့ကျွန်တော်တို့ကဆယ်ဖို့တဖို့တွေပုံမှန်ပေးဖို့ရန်အတွက်လိုအပ်တယ်။ဖျားနဲ့ဆိုင်တဲ့အရာတွေကိုကျွန်တော်ပေးဖို့ရန်အတွက်လိုအပ်တယ်။ဒါဆိုလို့ရှိရင်တစ်ဖက်မှာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သင်ဖျားနဲ့မှန်တဲ့ဖျားသခင်ရဲ့တဆုမစားဘူးဖျားနဲ့မှန်ကန်သွားလာဆိုလို့ရှိရင်သင်ရဲ့အမြင်သင်ရဲ့မျက်စိကပွင့်မယ်ဆိုတာပြောချင်တာ။ အာလလုယာသင်ဟာဖရာခင်ရဲ့နှုတ်ကပတ်တော် revelation တွေကိုသင်ဟာမြင်နိုင်လိမ့်မယ်။သင်ရဲ့ဘဝတိုးတက်မှုတွေကိုမြင်လန်လိမ့်မယ်။အောင်မြင်မှုနီးလန်းတွေကိုကြောင့်မြင်နိုင်လိမ့်မယ်။ hallelujah hallelujah ဒါကြောင့်မို့ကျွန်တော်တို့အမြင်ဟာအမတန်မှအရေးကြီးတယ်။လူတယောက်ကဘလောက်ပဲတော်တော်ဘလောက်ပဲပညာရှိရှိဘလောက်ပဲထက်မြက်ထက်မြက်ဘာ vision မှမရှိဘူးဆိုလို့ရှိရင်ဘာအလုံးမှလုံးဖြစ်မှာမဟုတ်။ vision အရေးကြီးတယ် ဟာလေလုယာထိုနည်းသူစားပဲအမှုတော်ဆောင်ဆက်ဆံမတွေလည်းထိုနည်းသူစားပဲကျွန်တော်တို့ဟာလူတွေဖျားအတွက်ပူဇော်တဲ့အရာတွေကိုကိုယ့်အတွက်မယူမိဖို့ရန်အတွက်အရေးကြီးတယ်။တဆို့မစားဖို့ရန်အတွက်အရေးကြီးတယ်။တဆို့စားရဲဆိုလို့ရှိရင်ဖျားခင်ဘိတ်သိက်အတုံးပြူဖို့ရန်အတွက်ကျွန်တော်တို့ဟာဘာဖြစ်လဲဆိုလို့ရှိရင်လမ်းကြောင်းပိတ်လိုက်တာဖြစ်တယ်။ခုနကကျွန်တော်ပြောတဲ့အေလီရဲ့သားတွေကတဆို့စားတယ် သူတို့ဟာဖျားရခင်ရဲ့ generation ဖျားရခင်အတုံးပြုမဲ့ generation ဖြစ်မယ်သူတို့တဆူစားခြင်းကသူတို့ရဲ့ဘဝတစ်ခုလုံးကိုပျက်စီးသွားစေတယ်သူတို့ရဲ့အနာဂတ်တစ်ခုလုံးကိုပျောက်သွားစေတယ်မြေဖျားရခင်ရဲ့လက်တော်ဖျားရခင်ရဲ့အတုံးပြုခြင်းကိုမပျောက်ချင်ဘူးဖျားရခင်ကျွန်တော်တို့ကိုဆက်လက်ပြီးမှအတုံးပြုခြင်းနဲ့အတုံးပြုတာခံခြင်းနဲ့ဖျားနဲ့အတူကြီးမားတဲ့အမှုတွေကိုလုပ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တဆူမစားမိဖို့ရန်အတွက်လိုအပ်တယ်သူများတွေရဲ့ဆယ်ဖို့တဖို့တွေ သူများတွေရဲ့ဖျားခင်ကိုပေးကမ်းတဲ့အရာတွေအတင်းတော်နဲ့ဆိုင်တဲ့အရာတွေသင်မစားမိဖို့ရန်အတွက်လိုအပ်တယ်။ဟာလေလုယာ။အဲ့ဒါကကျွန်တော်တို့ရဲ့ vision ကျွန်တော်တို့ရဲ့ယူပါယုံကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုဖျက်ဆီးစေမယ့်အရာဖြစ်တယ်။အာဒါကတော့တသေးလေးပါဘာမှဖြစ်ပါဘူး။ဖျားခင်နားလည်မှာပါ။မရဘူးဖြစ်တယ်။ဖျားခင်ရဲ့ဤဥပဒေတာကဤဥပဒေတာပဲ။ဟာလေလုယာ။ ဒါကြောင့်မို့ကျွန်တော်တို့တဆုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဟာရှင်းဖို့ရန်အတွက်လိုအပ်တယ်။အထူးငွေတွေနဲ့ပတ်သက်ပြီးမှကျွန်တော်ဟာရှင်းဖို့ရန်အတွက်လိုအပ်တယ်။အာမင်။ဟာလေလုယာ။ဆိုတော့ကျွန်တော်စမ်းစာထဲမှာတဆုမစားခြင်းကကျွန်တော်ဒီအောက်မှာကျွန်တော်ဘာဆက်ရေးထားတယ်လဲဆိုလို့ရှိရင်တကျွန်းတနိုင်ငံသားဖြစ်တော့ဧည့်သည်ကိုမငင်းဆဲရတင်တို့ဒီအေဂတုပီ၌ဧည့်သည်ဖြစ်ဖူးသောကြောင့်ဧည့်သည်ဤစိတ်တဘောကိုတိကြလော။ဟာလေလုယာ။ ဟာလေလုယာဒီဖယားရခင်ကဘာဖြစ်လဲဆိုလို့ရှင်ဒီကိအဲဝတ်ပြုတ်ခြင်းမှလဲကျွန်တော်တို့ကိုဘာဖြစ်စေလဲဆိုလို့ရှင်တိစေခြင်းလဲကျွန်တော်เนาะဒီအစာအုပ်တစ်ခုကို ဖတ်တယ်เนาะဟိုဒီတလောမှာပေါ့เนาะအဲ့ဒီထဲမှာဘာရေးထားလဲဆိုလို့ရှင် service က black and white ဒါပေမဲ့ hospitality ကတော့ color ရှိတယ်တဲ့ဒါပြင် service လုပ်တဲ့အခါမှာသင်ဟာတာဝန်အရလုပ်လို့ရတယ် ။အော်ဒါလေးလှုပ်ပေးလိုက်ရပါတယ်။ဟွာလေးလှုပ်ပေးလိုက်ရပါတယ်။ဒါပေမဲ့ hospitality လုပ်တဲ့အခါမှာတော့အဲ့လိုမျိုးမဟုတ်တော့။တာဝန်အရလုပ်ရမှာမဟုတ်။ the pet လူကျွန်တော်တို့လှုပ်တဲ့ staff လှုပ်တဲ့သူရဲ့စိတ်တွေးအောင်လှုပ်ရမှာဖြစ်တယ်။ hallelujah ။အကောင်းဆုံးလှုပ်ရမယ်။ပုံမှန်ထက်တာတဲ့ saf မျိုးကိုပြရမှာဖြစ်တယ်အာမင်ဒီထဲမှာဖခင်ကကျွန်တော်တို့ဘာလို့ဒီသို့နဲ့ပတ်သက်ပြီးမှအောက်မှာ ဒီ service လုတ်ချင်းနဲ့တွဲရေးထားတယ်ဆိုလို့ရှင်ကျောက်ကတခါတလေမှာဖះအတွက်ဆိုလို့ရှင်ဟလာတာဝန်အရာပဲလုတ်တယ်ဒီဟိုပေးတဲ့အရာတွေကလည်းဟလာမကောင်းတဲ့အရာတွေတခါလေဖြစ်ဖြစ်နေတတ်တယ်ဒီလေဖះခင်ကကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်စေချင်ကျောက်အကောင်းဆုံးကိုရာကိုကြတော့ကို့အတွက်ဖယ်ထားတယ်မကောင်းတဲ့အရာတွေကိုကြတော့ဖះအတွက်ပေးတယ်အ ਨੇ ဆုံးတော့လှူငွေတွေကိုဖះเจ้าမှာယူလာတယ်အဲ့ဒါတင်သို့စားနေချင်းဖြစ်တယ် သင်ဖျားနဲ့ပတ်သက်ပြီးမှအကောင်းဆုံးအရာကိုပေးဖို့ရတဲ့ဖျားလို့တော်ရှိတယ်။ဟာလေလုယာ။သင်ဖျားနဲ့ပတ်သက်ပြီးမှအများဆုံးအကောင်းဆုံးအထိုက်တန်ဆုံးဖျားကိုပေးပေးရမှာဖြစ်တယ်။ဟာလေလုယာ။ service လုပ်တယ်ဆိုတာကဟိုတာဝန်အရာပုံမှန်ဟဟလား တတ်မှတ်ထားတဲ့စံချိန်တစ်ခုလုတ်ပေးလို့ရှင်ရပဲဒါပေမဲ့ hospitality လုတ်တယ်ဆိုတာအဲ့လိုမျိုးမဟုတ်တော့ကာလာရှိတယ်အကောင်းဆုံးဖျားခင်စိတ်တော်နဲ့တွေ့ဖို့ရန်အတွက်အဝတ်ပြုရတာဖြစ်တယ်အဲ့ခံရတာဖြစ်တယ်ဒါကြောင့်မလို့သင်ဖျားကိုပေးတဲ့အခါမှာအကောင်းဆုံးဖျားခင်စိတ်တော်နဲ့တွေ့ဖို့ရန်အတွက်ဖျားခင်တတ်မှတ်ထားတဲ့ရပဲမဟုတ်ဖျားခင်စိတ်တော်နဲ့တွေ့တဲ့အထိပေးဖို့ရန်အတွက်ပူဇော်ဖို့ရန်အတွက်ပေးကမ်းဖို့ရန်အတွက်လိုအပ်တယ် ်ဟာလေလုယာမဟုတ်ဘူးဆိုလို့ရှိရင်သင်ဟာတာမန်လေးပဲပေးတာမန်လေးပဲ service လို့တာမန်လေးပဲသင်ဟာဆက်ကတ်တယ်ဆိုလို့ရှိရင်အဲ့ဒါသင်ဖျားကောအကောင်းဆုံးမပေးပဲနဲ့ဖျားကောအကောင်းဆုံးအဲ့ဝတ်မပြုတ်ပဲနဲ့သင်ဟာတဆို့စားနေတယ်စားနေတာဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်ပြောပြချင်တယ်ဒီမှာရှိတဲ့သူတွေဘယ်တူးတယောက်ကမှဖျားခင်ရဲ့တဆို့ကိုမစားပဲနဲ့ဖျားအတွက်အကောင်းဆုံး အကြီးဆုံးအတန့်ရှင်းဆုံးအရာတွေကိုဖရားအတွက်ပူဇော်ရအောင်ဖရားအတွက်ပေးကမ်းရအောင်လို့အားလုံးကိုပြောပြချင်တာဖြစ်ပါတယ်အရောက်ချင်းစတိုင်းပေါ်ဖရားထူကောင်းကြည့်ပေးပါစေ